တုကိုကျေးဇူးမသိတတ်ဘူးဆိုပြီးပြောဆိုခဲ့ပေမယ့်အရေးကြုံလာချိန်မှာတော့ပုတုကိုပဲကုညီတောင်းနေရတဲ့ဖောင်မင်္ဂလာပါရှင်ရွှေမန်လေးချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ် တက်တော်ဆင်လီပူတူနဲ့အဖွားတို့သင်ယူဆောင်တဲ့ပညာပိဗီဒီယိုတွေကနေအောင်မြင်လာခဲ့ပါတယ်မြေပွားရင်းနေမဟုတ်ပေမဲ့လည်းအရန်ချစ်တာပင်ပုထုကိုနမဲကြီးလာအောင်အဖွားကပံ့ပိုးပေးခဲ့သူဖြစ်ပါတယ်ဗီဒီယိုကြည့်သူတွေလိမ္မာရေးချရှိပြီးမိဘတွေပေါ်မှာတည်တံ့စေခြင်းနဲ့စေတနာကြောင့်ပညာပေးတွေကိုရိုက်ကူးခဲ့ပြီးပုထုလည်းကြောင်ညာရီရလာခဲ့ပါတယ်ရွာမှာတက်တော့ဆိုရင်ကလည်းပုထုကဝင်ငွေရလာခဲ့တယ်လို့ခုဆိုရင်တော့ပရိဟိတတွေလည်းလုပ်နေပါတယ် အောင်မြင်လာပြီးနောက်မှာတော့ပုတုကပြန်လဲတည်တက်ခဲ့ပြီးမယ်လေအဖွားကတော့အထင်လွဲသွားပါတယ်အဖွားရဲ့စီးပွားအတွက်ဆိုပြီးပုတုကပြန်ကြော့ခဲ့ပါတယ်ဒါပေမဲ့ကြားထဲကသွေးထိုးသူတွေကြောင့်ပုတုနဲ့အဖွားကြားမှာအထင်လွဲစရာတွေဖြစ်လာပါတော့တယ်ပုတုကအောင်မြင်လာပြီးနောက်မှာတော့အဖွားကိုမထောက်ပံ့တော့ဘူးဆိုတဲ့ကြောင့်အဖွားကအများသိအောင်ပြောပြလာခဲ့ပါတယ် ဒါပေမဲ့ပုတုရဲ့စည်ရင်းကိုအားလုံးကတီးပြီးသားဖြစ်တာကြောင့်ပုတုကိုပြိတ္တတွေကထင်မလွဲကြပါဘူး။အဖွားကထမင်းနဲ့ထညာကိုစားရရင်ရပြီဖြစ်ပြီးပုတုကမတိတတ်တာကြောင့်အဖွားကစိတ်ဆိုးသွားပါတယ်။ပုတုတယောက်ကြောင်ညာရရပြီးသူကိုမကြော်ဘူးဆိုတဲ့အချက်နဲ့အထင်လွဲသွားခဲ့တာကြောင့်ပုတုနဲ့အဖွားကခဏတာလာဝေးသွားပါတယ်။ပုတုလည်းပရဟိတအလုပ်တွေနဲ့အိမ်မပြန်ဖြစ်တော့တယ်လို့အဖွားလည်းဟင်းတွေပဲချိန်ရောက်နေရပါတယ်။အခုတော့အဖွားကရေးပေါ်ဆင်းရုံတက်နေရတဲ့အချိန်မှာပုတုကိုပဲကူညီတောင်းခဲ့ရပါတယ်။ အဝိချုပ်တဲ့အက်ကဘိုက်ထဲကိုဝင်သွားတာကြောင့်အဖွားကိုခွဲစိန်ကုတန်ရမှာဖြစ်လို့ပုထုကိုအရှင်ဆုံးလှမ်းပြောလိုက်ရပါတယ်။ပုထုကသူ့ကိုမကောင်းပြောခဲ့တဲ့ဘွားကိုစိတ်မဆိုးပဲတထုံထိကိုရိုင်းလာပြီးပြုစုပေးသူပါအဖွားကကွေရမောင်ပုထုမကောင်းချောင်းလေးကိုပြောခင်တာတွေတွန်းပုထုလည်းတီးပြီးသားဖြစ်ပါလေပုထုရဲ့ဘွားမောင်မိဘပြီးရင်အဖွားကိုချစ်ဆုံးဖြစ်တာကြောင့်အပြစ်မမြင်မင်းစေးုံတက်နေရတဲ့ဘွားထံကိုရောက်လာပါတယ် အဖွားကိုခွဲစိတ်ဖို့အတွက်လည်းတထောင်ကနေရန်ကုန်ကိုသွားလိုက်ရပြီးဖုတုကလိုက်ပါဆောင်ရှောက်ပေးနေပါတယ်။အဖွားကဖုတုကိုပြောခင်မိတာတွေအတွက်နောင်တရနေပြီးတကယ်လိုအပ်တဲ့ချိန်မှာဖုတုကပဲပြန်ကြည့်ပေးတာပါ။စကားကိုကိုအောင်ပြောမိတာကြောင့်အဖွားကတော့ကိုကူကိုပြစ်တင်နေပြီးတကယ်လို့အပ်တဲ့အချိန်မှာကူညီတဲ့သူကဖုတုဆိုရာကိုပဲတီးလိုက်ရပါတော့တယ်။ ပုတုကိုမြင်လိုက်ရလုံယောဂတဝန်သက်သာသွားပြီဖြစ်ပြီးပြန်လည်ဆင်ပြေသွားကြပါပြီ။အဖွားကလူကြီးတယောက်ဖြစ်ပေမဲ့ကျမ်းမာရေးမကောင်းတာကြောင့်အားငယ်ပြီးထင်လဲသွားခဲ့ပါတယ်။ပုတုကတော့လူငယ်ဖြစ်ပေမဲ့တဘောရာကြည့်ပေးတာကြောင့်အဖွားရဲ့စိတ်တွေအတွက်လည်းလူတန်းပေးနေပါတယ်။အဖွားကနေကောင်းလာရင်တော့အဖွားနဲ့ပုတုတို့ရဲ့ဗီဒီယိုတွေကိုတွဲပြီးမြင်ရတော့မှာပါ။အဖွားနဲ့ပူတူတို့နောင်ပြန်လည်ဆင်ပြေသွားခဲ့တာကြောင့်သူတို့ရဲ့ဖန်တွေကလည်းဝမ်းသာသွားကြပါတယ်။ပူတူကအဖွားကိုစိတ်ဆိုးပြီးညနေရင်ရပေမဲ့လည်းသူ့ရဲ့ကျေးဇူးကိုမမေ့ပါဘူး။ အဖွားရေးပေးမှာအမြဲရှိနေပေးမှာဖြစ်ပြီးမြင်းရင်တယောက်လိုပါစောင့်ရှောက်ပေးနေပါတယ်ပုတုကိုပြောဆိုခဲ့ပြီးမှခုတော့ကူညီတောင်းနေရတဲ့ဖွားတော်လာရည်နဲ့အမြန်ဆုံးနေကောင်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။